မဟာဗျူဟာကြားတဲ့ဆက်သွယ်ဆောင်မှုကိုပြောပြီးဆိုရင်ကျွန်တော်ကဟောပြောချင်တယ်နော်အဓိကတော့ကျွန်တော်တို့ပေးချင်တဲ့ message တွေပေါ့နော်ကျွန်တော်လုပ်ချင်တဲ့ message တွေဘယ်လောက်ထိဘုသူ့ကိုပေးမလဲပေါ့နော်အဲပြီးလို့ရှိရလို့ရှိရင်ကျွန်တော်တို့ဘယ်ချိန်မှာပေးမလဲပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးဘာတွေတောင်းပြီးတော့ပေးမလဲပေါ့နော်အဲ့တော့မှကျွန်တော်လုပ်ချင်တယ်ဟောရမှာပေါ့နော်ဒါကတော့ကျွန်တော်တို့မဟာဗျူဟာကြားတဲ့ strategic communication ကိုပြောပြီးဆိုရင်ဒီအဆင့်ကြီးပါမှာရမှာ ဲ့တော့ဒီ strategic communication ကိုကျွန်တော်တို့ကလုပ်ပြီဆိုလို့ရှိရင် teacher ကတော့ကျွန်တော်တို့မှတိကျတဲ့ရှင်းလင်းချက်တော့ရှိတာကျွန်တော်တို့ကဘာဖြစ်ချင်တာလဲဥပမာကိုဖြန့်ဝေတဲ့ဘူသူရတွေကိုလူတွေလောက်ထိသိစေချင်တယ်မဟုတ်ရင်လည်းအဲကို product ကိုလူတွေသုံးစေချင်တယ်မဟုတ်ရင်လည်းကိုကိုလူတွေထောက်ခံလာစေချင်တယ်ပေါ့နော်စသဖြင့်ဒီလိုမျိုးတိကျတဲ့ကျွန်တော်တို့မှအဲဒီမန်ချက်တွေရှိဖို့လို့လေအဲဒီမန်ချက်တွေရှိပြီဆိုရင်ဒီမန်ချက်တွေကိုကျွန်တော်တို့အကောင့်ထဲပေါ်ဖို့ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုး channel တွေပေါ့နော်သုံးပြုမလဲပေါ့ဥပမာ Facebook လာ TikTok လာ YouTube လာမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ဒီ TV အစီအစဉ်တွေမှာလာအာမဟုတ်ရင်လည်းကျွန်တော်တို့ media တွေနဲ့ interview လုပ်တာလား press conference လားစသဖြင့်ပေါ့နော်သူမှတော့ tools တွေကအများကြီးပေါ့နော်ဒီလိုမျိုး channel တွေကိုကျွန်တော်တို့တိချာ define လုပ်ဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဘယ်ချိန်မှာမျှဝေမှာလဲပေါ့နော်ဘယ်ချိန်မှာမျှဝေမှာလဲဆိုတာလည်းအရေးကြီးတယ်ပေါ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မျှဝေခြင်းတဲ့သတင်းစကားအနေနဲ့ ဒီကျွန်တော်တို့ဒီ channel တွေရွေးပြီးမျှဝေညက် channel တွေတခြားရွေးပြီးမျှဝေတော့မှကျွန်တော်တို့ကတိတိကျတဲ့အချိန်ဖြစ်ဖို့ဥပမာကျွန်တော်တို့က entertainment ဇာလန်းနေဆိုကျွန်တော်တို့ကလူတွေအလုပ်လုပ်နေတဲ့အချိန်မှာဥပမာ9နာရီရနေကျွန်တော်တို့9နာရီပြင်မှာတောင်းမျှဝေလို့ဒီမှဒီဇာလန်းတွေကိုကြည့်ပါမို့ဥပမာလူရဲ့အိမ်ပြန်ရောက်လာပြီးအနားယူတဲ့အချိန်ဖြစ်နေပြီဥပမာ10နာရီ9နာရီလောက်မှာအဲဒီလိုတင်ဆက်နေတော့ဒါတွေကလူကြည့်များပါပေါ့နော်ကိုနီးတူသွားပဲကျွန်တော်တို့ကဥပမာ mode ring မှာဆိုရင် mode ring မှာဖြစ်တတ်တဲ့ဥပမာ နာစီချောင်းဆိုလိုပါတော့ဘယ်လိုမျိုးကာလမှာဒီဟာနဲ့ပတ်သက်တဲ့စေးတွေကိုကြော်ညာတာလို့ဒါနဲ့ပတ်သက်တဲ့သိပညာပေးတဲ့ဟာမျိုးကိုကျွန်တော်တို့ကလောက်တာမျိုးလို့ဆိုရင်ဒါအချိန် right time ဖြစ်တယ်ပေါ့နော် right time ဖြစ်လို့ရှိမှကိုယ့်ရဲ့တရင်ကပို့ပြီးတော့လူတွေစီရောက်မယ်လူတွေကပို့ပြီးတော့ကြည့်ကြမယ်ပေါ့နော်နောက်တစ်ခုကတော့ကိုကိုရဲ့ညှဝေခြင်းနဲ့ဟို audience group ကိုလည်းကိုကရှင်းရှင်းလင်းလင်းရှိဖို့လိုတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကဒီအာ Facebook မှာဆိုကျွန်တော် group တွေဖြည့်ရတယ်ဥပမာကျွန်တော်တို့ ဒီမြောက်ကုန်မှာမှာ HMI ကိုစိတ်ဝင်စားလို့ရှိရင်မြောက်ကုန် HMI ကိုအကားနဲ့ပတ်သက်လို့ရှိရင်ကား information လို့ကျင်ကားကားနဲ့ပတ်သက်တဲ့ group အဲ့လိုအဲ့လိုမျိုး group တွေမှာဒီဒီဟာကိုစိတ်ဝင်စားတဲ့အောက်စုတွေရှိတယ်ပေါ့နော်။မဟုတ်ရင်ကျွန်တော်တို့လူငယ်တွေအဲဒီ survey နဲ့ပတ်သက်လို့ရှိရင် survey group တွေပေါ့နော်။အဲ့ group တွေကိုကျွန်တော်ကမှန်မှန်ကန်ကန် reach ကိုရဲ့ audience ကိုမှန်မှန်ကန်ကန် reach ပြီးမျှဝေပေါ့နော်။အဲအဲ့ဒီဟာတွေကျွန်တော်တို့ကလုပ်ပြီးဝိုင်းရင်ဒီမပြီးသေးဘူးပေါ့နော်။ အဲကျွန်တော်လှုပ်လိုက်တဲ့အရာတိုင်းကကျွန်တော်တို့က plan plan ကတော့ကျွန်တော်ချပြီးလှုပ်တာပဲဒါပေမဲ့တကယ်တမ်း account ထဲပေါ်တဲ့အခါကျွန်တော်တို့ညွန်ဝန်းနဲ့ရလက်ရမရနော်ဒါဒီရဲ့ဟာဘယ်လောက်ထိအကျိုးတက်ရောက်မှုရှိလဲကျွန်တော်ညွန်လင့်တဲ့အတိုင်းဖြစ်လာပါဘောအဲ့ဒါကိုကျွန်တော်ပြန်သုံးသပ်ဖို့တကယ်လို့ကျွန်တော်တို့ကမဖြစ်ဘူးဆိုလို့ရှိရင်ခုနပြောတဲ့ step တွေပြန်ပြီးတော့ကျွန်တော်ကအားတချက်အားနည်းချက်တွေပြန်ပြီးတော့လေ့လာဖို့ဥပမာကျွန်တော်တို့ရဲ့တုံးနေတဲ့ channel တွေကရောတကယ်ရောအလုပ်ဖြစ်ရလားပေါ့နော် ။နောက်တစ်ခုကတော့ကျွန်တော်တို့အချိန်ရောအတီတီစားဖြစ်ရလား။နောက်ပြီးကျွန်တော်တို့ပေးခြင်းနဲ့အဲအော် message တွေကကျွန်တော်တို့ audience ကိုအဲရှင်းရှင်းလင်းလင်းရောက်လာပါတော့။ကိုယ့်ရဲ့ချိုးတစ်ခါလေးမှကျွန်တော်တို့ရဲ့ content တွေပေါ့နော်။ content တွေကအရန်ကိုအဲရှုပ်ထွေးနေလို့ရှိရင်ကိုယ့်ရဲ့ audience တွေကနားမလည်ဆိုလို့ရှိလို့ရှိတယ်။ content ကအဲဒီ audience တွေနားလည်အောင်ဘယ်လိုလုပ်မလဲပေါ့နော်။ဒါမျိုးလို့ကျွန်တော်ပြန်သုံးသပ်ပြီးတော့ကျွန်တော်နောက်တစ်ချိန်ပြန် 調査ပါเนาะအဲ့လိုကျွန်တော်တို့ကထပ်ခါတလဲလဲလုပ်နေရင်းနဲ့ပို့ပြီးတော့ဟိုကောင်းလာမယ်ပို့ပြီးတော့ဟိုအာသာချက်တွေညားလာမယ်ညားလာလို့ရှိရင်ကိုယ့်ရဲ့ရည်မှန်းချက်ကအဲအောင်မြင်လာမယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဆက်သွယ်ဆောင်ရွက်တယ်ဆိုတဲ့နေရာမှာလေခုနပြောတဲ့အဆင့်တွေပေါ့ကျွန်တော်တို့တရားအဲစနေတကြလုတ်ဖို့လို့ပေါ့နော်အဲ့လိုစနေတကြလုတ်ရင်းနဲ့ဟိုအာအာတကြအာနေချက်တွေပြန်သုံးတယ်ပြန်သုံးတယ်နဲ့ဒီထက်ပို့ပြီးတော့ကောင်းမွန်လာမယ်ကောင်းမွန်လာတဲ့အခါမှာပို့ပြီးတော့ဒီ communication ကပို့ပြီးတော့ ထိရောက်လာမှာပေါ့နော်ထိရောက်လာလို့ရှိရင်ကိုယ့်ရဲ့ရည်မှန်းချက်တွေကရောက်ရှိလာမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဒီ strategy communication နဲ့ပတ်သက်ပြီးကျွန်တော်မျှဝေနေတဲ့အကြောင်းအရာလေးကတော့ blog ပါပဲအဲနောက်ပတ်ဒီမှာလည်းအဲကျွန်တော်ဆက်ပြီးတော့ဒီအဲ public relation နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်တချို့အားဆက်ပြီးတော့မျှဝေပြုသွားပါမယ်အဲကျွန်တော်တို့ရဲ့ဒီ coaching agency channel လေးကိုအဲဒီဘုရားရစီရ ရှိတဲ့အားလေးတွေကိုကျွန်တော်ဆက်လက်တင်ပြပေါ်မှာဖြစ်တဲ့အတွက်စောင့်ကြည့်ကြပါမယ်။ဟုတ်ကဲ့။ဒါကြောင့်